阿罗啊，够耐了不的，够了不的，走、啊！哈、啊，现、啊、在，苏苏苏苏呢？爱大米，你呀、啊？我变可怜，啊、你也变可怜，所以你加入表里加入我呀？ ြင်းဘသူကဘသူ့ကိုပြန်ခေါ်ဟဲ့မျိုးချုပ်မင်းရှုပ်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 တော့မလုံးနဲ့နော်နေ့တိုင်းကြည့်လို့ကြက်ဦးတွေကြီးပဲတိုင်းနေပါလေရွှေဆိုင်ကြပါဦးလိုင်းပေါ်မှာလင်းတို့ရုပ်ရည်လေးတွေနဲ့အလူခံပါဆိုတော့လင်းတို့အဖြစ်မရှိအတိုင်းစောနေတိုင်းစားခြင်းကောင်းကောင်းစားကြလို့ရှိရင်ကောင်းကောင်းအလှကံစောက်တရားများလဲစားစားကြရစားနားလဲလား ညီမလေးကအသားရင်စားခြင်းလို့လားညီမလေးအသားရင်စားခြင်းကိုကြီးကိုပြောမှာပေါ့ကိုကြီးတဲတဲမှာအသားဝင်အများကြီးရှိနောက်တစ်ခါညီမလေးအသားရင်စားခြင်းကိုကြီးစီကိုလာခဲ့ညီမလေးစားပြီးရင်တော့ကိုကြီးစားတယ်မစိတ်ပါနေနဲ့အားလုံးအစီအပြေပါလိမ့်မယ်။မင်းကနိုင်ငံသားမှဆိုတော့ အစဉ်ပြေသွားလိမ့်မယ်ဆိုတဲ့စကားလုံးကို AACC ပြောနိုင်တော့ဟုတ်ဒီမှာငါတို့ရဲ့အနာကတ်ညကြောက်ဆုံးနေတာကွာလမ်းညပြောက်နေတာကွာငါလူတွေကိုကူညီခြင်းလို့လူတွေရဲ့ဝေဒနာကိုကုသဖို့အခုတော့ငါရှောက်နေတဲ့လမ်းနဲ့ငါကြုံတွေ့နေရတဲ့နေရာတဖြည်းဖြည်းလမ်းလွှဲနေပြီ နေရောဘာဖြစ်ကျင်ခဲ့တာလဲအခုနင်ကြုံတွင်းနေရာနဲ့နင်ဖြစ်ချင်တာနဲ့ထတ်တူကြလားကြားလေကြားလေမတို့ဘွားတွေကအဓိပ္ပာယ်မေ့လာတယ်လားဘာမှမဟုတ်တဲ့ကိစ္စရင်းနဲ့တက်ကြရဖြဲကြရအဲ့ဒါတွေကစိတ်ပြက်လာတယ်လို့ညီးဝဲလာတယ်လို့ခံစားရတယ်။ဘာတော်တော်စိတ်ပြက်လာတယ် စ်သမိုင်းကိုဒုံဆိုင်မိသူများစကားဝေဖန်လျင်အေးယူမီစစ်ကော်မရှင်ရွေးကောက်ပွဲအားဝါဒဖြန့်ပေးသည့်ခစ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းတို့ကိုဝေဖန်ပြောဆိုသူများကိုထိထိရောက်ရောက်အေးယူသွားမည်ဖြစ်ကြောင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကယမန်နေ့တွင်ချင်းချောက်ပြောဆိုသည် ဂင်ကခေတ္တမိုင်းကိုဒုံဆိုင်မိသူများအသိပညာပေးစကားကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြသူများကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်။အကြမ်းဖက်နေတဲ့သူတွေမဲလိမ်မဲခိုးတဲ့သူတွေအတွက်ကတော့အမှန်ကိုအမှန်တိုင်းထုတ်ဖော်ပြသခဲ့တာဖြစ်တဲ့အတွက်အနာဘောတုတ်ကြတယ်လို့ဖြစ်ကောင်းဖြစ်မှာပေါ့။ဒါကြောင့်ချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်ဟုပြောသည် ကနဦးအနေဖြင့်စစ်အုပ်စုဦးဆောင်ပြုလုပ်မည်ရွေးကောက်ပွဲအတွက်ဝါရဖြန့်စကားအားဝေဖန်ခဲ့သောဒါရိုက်တာမိုက်တီတယုတ်ဆောင်ကျော်ဝင်းထွန်းနှင့်ဟာတာတယုတ်ဆောင်အုံနိုင်တို့ကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးလိုက်ကြောင်းစစ်ကော်မရှင်ကယမန်နေ့ညပိုင်း၌သတင်းထုတ်ပြန်သည်။အဆိုပါဇလန်းတို့ကိုရွေးကောက်ပွဲပညာပေးဇလန်းဟုဆိုကာအောက်တိုဘာ25ရက်တွင်စစ်တပ်ကထုတ်လွှင့်ပြသခဲ့ပြီးတရုတ်ဆောင်နေတိုးမြင့်မြတ်အေးချမ်းမောင်နေဝင်းချူလေးမေမြင့်မှုစသည့်မင်းသားမင်းသမီးများအပြင် အောင်ခိုင်ထပြောကျော်စသူတို့လည်းပါဝင်တရုတ်ဆောင်ထားသည်ဇလန်းတို့ထဲတွင်စစ်တပ်အာဏာသိမ်းပြီးမှစ၍ယခုရွေးကောက်ပွဲကျင်းပမိကာလအတွင်း CDN ကိစ္စများလူငယ်များပြည်ပသို့ထွက်ခွာမှုအကြောင်းလက်နက်ကင်တော်လှန်ရေးတမားများအပေါ်ပုံဖြတ်ပြောဆိုထားသလိုစစ်ကော်မရှင်ရွေးကောက်ပွဲကိုအားပေးထောက်ခံသည့်တရုတ်ဆောင်မှုများလည်းပါဝင်သည်